အားလုံးပဲမင်္ဂလာပါရဲကြီးစပေါ်မကြိုဆိုပါရစေဘုံချစ်ပရိသတ်များအားလုံးလည်းမင်္ဂလာပါခင်ဗျာပါရခွေးကိုအနိုင်ယူပြီးကပဖလားချေစစ်ပွဲအောင်မြင်သွားတယ်ဗျာစီဗုဒ္ဓဟူးနေ့နဲ့ကရှင်ပြိုင်ခဲ့တဲ့တောင်အမေရိကဇုံကပဖလားချေစစ်ပွဲစဉ်တွေမှာဘရာဇီးကပါရခွေးကိုဝမ်းစည်းနဲ့အနိုင်ယူကာခြေစစ်ပွဲအောင်မြင်ခဲ့တယ်လို့ဗီနီဇွဲလားကိုနှစ်ကိုးပြတ်အနိုင်ရခဲ့ဥယျာဉ်ခွေးကလည်းခြေစစ်ပွဲအောင်မြင်ဖို့တေချာတလောက်ဖြစ်နေပါဗျာ ကဘာဖလားကို၅ကြိမ်ထိစုခုထားတဲ့ဗလာဇီးဟာနေပြကြီးအန်ဆယ်လော့တီရဲ့ဥဆောင်မှုနဲ့အတူအမေရိကန်ကနေဒါနဲ့မက္ကဆီကိုတို့ပူးတွဲချင်းပတ်သွားမဲ့2020ကျောက်ကဘာဖလားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်သွားတော့မှာဖြစ်ပါတယ်။ယခုပွဲစဉ်မှာဗလာဇီးအတွက်တလုံးတဲသောအနိုင်ကိုးကို United ရဲ့ကစားသမားအသစ်မာတီးယပ်စ်ကွန်ဟာရဲ့ပေးပို့မှုမှတဆင့်တောင်ပံကစားသမားဗီနီစီးယပ်စ်ဂျူနီယာကပွဲကစားချိန်44မိနစ်မှာတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဥယျခွေးကလည်းဗင်နီဇွဲလားကိုအိမ်ကွင်းမှာနှစ်ကိုးပြက်အနိုင်ရခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ဖို့နောက်ထပ်ဓမ္မတာလိုအပ်တော်တာဖြစ်ပါတယ်ဗင်နီဇွဲလားကတော့ယခုရှုံးပွဲကြောင့်နောက်တဆင့်သို့တက်ရောက်နိုင်ဖို့လက်ကျန်နှစ်ပွဲမှာရလက်ကောင်းတွေမဖြစ်မနေပေါ်ဆောင်သွားရတော့မှာဖြစ်ပါတယ်ဘရာဇီးဟာခြေစစ်ပွဲ၁၆ပွဲကစားပြီးချိန်မှာရမှတ်20ငါးမတားရရှိထားပြီးအုပ်စုရဲ့တတိယနေရာမှာရပ်တည်နေပါတယ်တောင်အမေရိကစုံကမ္ဘာဖလားခြေစစ်ပွဲအုပ်စုမှာထိတ်ဆုံးက6တင်းကတာနောက်တဆင့်ကိုအလိုလျောက်တက်ရောက်နိုင်မှာဖြစ်ပြီး အဆင့်9နေရာကအသင်းကတော့ပလေးအော်ပွဲစဉ်ထက်မှန်ကစားသွားရဦးမှာဖြစ်ပါတယ်ဘရာဇီးကိုရှုံးနိမ့်ခဲ့တဲ့ပါယာဂွေးကတော့ရမှတ်24မှတ်တာရရှိထားပေမဲ့နောက်တဆင့်တိုးတက်ရောက်နိုင်ဖို့ရမှတ်3မှတ်တာလိုအပ်နေတာဖြစ်ပါတယ်ပါယာဂွေးအနေနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင်တော့2010ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာဖလားကိုပြန်လည်ရှင်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်ပီယူနဲ့ဂိုးမရှိတည်ရကြခဲ့တဲ့အီကွေဒေါကလည်းဘရာဇီးနဲ့ရမှတ်တူအုပ်စုဒုတိယနေရာမှာရပ်တည်နေပြီးခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ် ဘိုလီဗီးယားကို2ဂိုးပြတ်အရေးနိုင်ခဲ့တဲ့ချီလီကတော့16ပွဲအတွင်းရမှတ်30မှတ်တာယာရှိခဲ့တာကြောင့်အုပ်စုရဲ့အောက်ဆုံးမှာရပ်တည်နေပြီးကမ္ဘာဖလားပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ရပါတယ်ချီလီဟာကမ္ဘာဖလားပြိုင်ပွဲကို3ချိန်ဆက်တိုက်လွဲချော်သွားမှာလည်းဖြစ်ပါတယ်ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တဲ့လက်ရှိချန်ပီယံအာဂျင်တီးနားကတော့ကွင်းလယ်လူအန်ဇိုဖာနန်တက်စတိုက်ရိုက်အနီးကပ်ပြတ်တာခံခဲ့ရတာကြောင့်ကိုလံဘီယာကိုကစားသမား30ရောက်တဲနဲ့ရှင်ပြိုင်ခဲ့ရပေမဲ့1-1ဆိုတဲ့တရေရလက်ကိုတော့ပုံဖော်နိုင်ခဲ့ပါတယ်